မင်္ဂလာပါရှင်။ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းမှာကတော့ဘီလက်မြေတန်းချင်းအမြောက်များလိုပဲလျက်ရှိလို့ဘီလက်မြေဆက်ယုံများလေဘတ်ထုတ်လုပ်နိုင်ရေးကိုအရေးတကြီးဆောင်ရွက်ရမယ်လို့စက်မှုဝင်ကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ငလင်တန်းကြောင့်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်ကောင်စီနယ်မြေတို့တွင်အစာအုပ်များပျက်စီးခဲ့မှုများပြားခဲ့လို့ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ဘီလက်မြေတန်းကြီးအမြောက်များလိုအပ်လျက်ရှိရာဘီလက်မြေဆက်ရုံများလေပတ်ထုတ်လုပ်နိုင်ရေးကိုအရေးတကြီးဆောင်ရွက်ရမယ်လို့စက်မှုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဒေါက်တာချာလီတန်းကဧပြီ10ရက်ကပြုလုပ်ခဲ့တဲ့ဘီလက်မြေထုတ်လုပ်သူများအသင်းညှိနှိုင်းအစည်းအဝေးတင်ပြဆောင်2025တွင်ပြောကြားကြောင်းသိရပါသည်။ ီလက်မြေထုတ်လုပ်သူများရဲ့လိုအပ်ချက်များကိုကုညီပြည့်စည်ဆောင်ရွက်ပေးခြင်းဖြင့်ပြည်တွင်းရှိဘီလက်မြေဆက်ရုံများဆက်စွမ်းအပြည့်လေပတ်ထုတ်လုပ်နိုင်ပြီးဘီလက်မြေဈေးနှုန်းကြီးမြတ်မှုကိုလျှော့ချနိုင်မှာဖြစ်ကြောင်းပြောကြားခဲ့သလိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြည်တွင်းရှိဘီလက်မြေဆက်ရုံများတန်တမဏိဆက်ရုံများအမိုးအမိုးပြားဆက်ရုံများအုပ်ဆက်ရုံများအထက်သားဆက်ရုံများဆက်စွမ်းပြည့်လေပတ်နိုင်ရေးအတွက်လိုအပ်ချက်များရှိပါကဖြည့်ဆည်းဆောင်ရွက်ပေးရန်လမ်းညွှန်မှုပြုထားတယ်လို့လည်းဆိုထားကြောင်းသိရှိရပါတယ်ရှင်။